မန္တလေးတိုင်း28မြို့နယ်လုံးကိုမဲဆန္ဒနယ်တွေအဖြစ်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာဟာလက်တွေ့မြေပြင်အခြေအနေအရဖြစ်နိုင်ခြေလုံးဝမရှိဘူးလို့ဒေသခံဝန်ကြီးအဖွဲ့တွေကပြောပါရယ်ဒီသတင်းကိုတူတာချမ်းသာပေးပို့ထားပါရယ်ရှင် မန္တလေးတိုင်း28မြို့နယ်လုံးကိုပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေအဖြစ်သတ်မှတ်ဖော်ပြပြီးရွေးကောက်ပွဲကျင်းပသွားမယ်လို့စစ်ကောင်စီလောက်ကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာပါမန္တလေးတိုင်းမှာခရင်17ခုရှိတဲ့အထက်ကခရင်10ခုမှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးမြို့ပေါ်နဲ့နေတဲ့ခရင်တချို့မှာပဲစစ်ကောင်စီကအပြေးအဝါလွှမ်းမိုးနိုင်တဲ့အခြေအနေဖြစ်ပါတယ်မြေပြင်ချင်းတွေရစစ်ကောင်စီလောက်ကရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ကြဟာဖြစ်နိုင်ခြေလုံးဝမရှိပဲသူတို့ထိန်းချုပ်ထားတဲ့မြို့ပေါ်နေရာတွေလောက်မှာပဲရွေးကောက်ပွဲပြုလုပ်နိုင်မှုရှိတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ရန်သူကတော့ရန်သူလုံရန်သူလုံနေမှာဥမာကျွန်တော်တို့ရွေးကောက်ပွဲလိုဟာမျိုးသူတို့လုံမှာဖြစ်အောင်လုံမှာရွေးကောက်ပွဲဘာညာဆိုတာမျိုးကိုကျွန်တော်တို့ခေါင်းထဲမှာအရန်ကြီးမထည့်ပဲနဲ့သူတို့လုံချင်တာလုံပေးစီကျွန်တော်တို့ကလည်းကျွန်တော်တို့လုံရမယ်အလုတ်ကိုစနစ်တကျပြပြရည်ရည်နဲ့တူတူတိတ်တိတ်စီမံပြီးတော့လုံရမယ်အချိန်မျိုးလိုလည်းကျွန်တော်ယူဆတယ်တိုက်ယူမှရမယ်တော်လန်ရေးတိုက်ဖို့အတွက်ကိုဘယ်လိုစူးစီးမယ်ဘယ်လိုကျွန်တော်တို့စီယုံမယ်ဆိုတဲ့ပုံစံမျိုးလေးတွေပဲအားထည့်ပြီးတော့သွားတဲ့အချိန်လို့ကျွန်တော်ကတော့ပြောကြားလိုပါတယ်ဟုတ်ကဲ့ မြန်မာတနင်္ဂနွေလုံးမှာရှိတဲ့မြို့နယ်330လုံးကိုပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွေအဖြစ်စစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာကိုလည်းတွေ့ရပါတယ်။မန္တလေးတိုင်းနယ်မြေထဲမှာတည်ရှိတဲ့နေပြည်တော်ကောင်စီရှစ်မြို့နယ်မှာတော့မဲစရင်တထောင်ကျော်ကွာဟတင်တာဖြစ်တဲ့အတွက်စစ်ကော်မရှင်အမှန်တကယ်မထိန်ချုပ်နိုင်တဲ့နယ်မြေတွေမှာဆိုရင်မဲစရင်တွေဟာမှန်ကန်စရာလုံးဝမရှိတဲ့အခြေအနေဖြစ်ပါတယ်။မန္တလေးတိုင်းမြို့နယ်တချို့မှာတော့မဲစရင်ကြီးကြဖို့ဒေသခံပြည်သူတွေကိုစစ်ကော်မရှင်အုပ်ချုပ်ရေးပိုင်းကဖိအားပေးတာတွေရှိနေပါတယ်။ 你话我哋啲老早年代做嘢啲人，都高万万蚊冇嘢，万下顶嗰啲就七万啦，好似而家做五万嚟噶。知啊，冇扭下万就捧人嘅，哎呀，冇扭下万已经就捧人嘅。你话嚟啊，嗱嘅嘢加咗一嚟，你有时要屋企住嘅话都衰噶啦事嘅，系啦，即系就系咩嘢，你一打流嘅，即系就系咩嘢，平时系咩嘢都要得嘅。年年嘢收车，系咪多一个？本地的古嚟得啦吧，外地啲嘢睇下得啦吧，收货的古啊得啦吧，中介嘅嘢做唔少，但系难些咩？你睇下你，睇下你做，即系就缺单，本地的古要中介嘅，就先人打个本地嘢难些睇冇嘅。 အခုဒေါ်လာနေလည်းပြည့်2017နဲ့ဒီဒေါ်လာရေးရအဲ့ဒီဟာကိုရိုက်ချိုးဖို့ဒေါ်လာနေတာအာနာ30လုံးကိုဒီကမစုတ်တုတ်ကန်ထားပြီးကျွန်တော်ဆက်လက်ဒေါ်လာမှုလိုတယ်အလေးနဲ့ပြောခြင်းနဲ့ မဲဆင်းမှာပါတီဝင်တွေကိုယ်တိုင်မပါဝင်တာမိသားစုဝင်တွေမပါဝင်တာတွေရှိနေတဲ့အတွက်မဲဆင်းကြီးကြဖို့တိုင်းသာစီလုံးညီညွတ်ရေးပါတီတာဆာညမန္တလေးတိုင်းကအောက်တိုဘာ၄ရက်နေ့မှာလူမှုကွန်ရက်ကနေကြေညာချက်ထုတ်ပြီးတိုက်တွန်းထားပါတယ်။အောက်တိုဘာ၁၂ရက်နေ့ကစတင်ပြီးမဲဆင်းမှာပါတီဝင်တွေပါတီကိုလိုလားသူတွေနဲ့မဲပေးဖို့ဆန္ဒရှိတဲ့ပြည်သူတွေရဲ့နာမည်တွေမဲဆင်းမှာပါဝင်ရေးလှုပ်ရှားမှုတွေကိုတာဆာညပါတီကစတင်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာမတက်တာတဲ့အခြေအနေကြောင့်နေထိုင်ရတဲ့လူတို့ချို့ရှိ နိုင်ပါတယ်သူတို့ကိုလည်းအဓိကကျွန်တော်တို့ပြောချင်တာကတော့နိုင်ငံတော်အာဏာကိုမတရားနှီးနဲ့ရယူထားတဲ့အကြံဖက်အစ်ကောင်းဆောင်ဖြစ်တဲ့အာဏာရယူပြီးတဲ့နောက်မှာလည်းပြည်သူလူထုကိုနှိမ့်စင်တဲ့အမျှတပ်ဖြတ်နေတာဖြစ်တယ်ဒီလိုလူကိုကျွန်တော်တို့ကတရားဝင်သွားအောင်အတိမတ်ပြုတဲ့သဘောတက်ရောက်တဲ့ရွေးကောက်ပွဲလိုဟာမျိုးမှာမပူပေါင်းကြဖို့ပေါ့ဗျာလက်မခံပဲညှင်းဆန့်ကြဖို့ပြည်သူတရားလုံးကိုလည်းကျွန်တော်တို့ကအလေးနဲ့တိုက်တွန်းလိုပါတယ်ဗျာ စစ်ကောင်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကစက်တင်ဘာ30ရက်နေ့ကနေအောက်တိုဘာ23ရက်နေ့အထိ14ရက်ကြာပြည်သူတွေကိုမဲဆင်းကြီးခွင့်ပေးခဲ့တာပါမဲဆင်းအမာရွင်များနေတဲ့အတွက်အောက်တိုဘာ20ရက်နေ့အထိရပ်ထပ်တိုးပြီးမဲဆင်းကြီးခွင့်ပေးထားတယ်လို့အောက်တိုဘာ9ရက်နေ့မှာထပ်မံထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်မရှင်ကဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲပထမပိုင်းစလုပ်မယ်လို့ကြေညာထားပြီး58ပါတီကကိုယ်စားလှယ်9000ကျော်ပါဝင်ရှင်းပြိုင်တော့မယ်လို့သတင်းထုတ်ပြန်ထားပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ